အခုတင်ဆက်ပေးမယ့်သတင်းကတော့မနေ့ကညနေပိုင်းကကန္နာလန်ဟောင်းမှာ7ဘင်းကတစီတိမ်မောက်ခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကြီးမြင့်နိုင်ကန္နာလန်ဟောင်းမှာ7ဘင်းကတစီတိမ်မောက်မှုတစ်ခုစတေမာလာ6ရက်နေ့မနေ့ကညနေ6နာရီခန့်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိမ်မောက်မှုဟာကြီးမြင့်နိုင်ဘက်ကနေမြို့ရဲကိုမောင်းနှင်လာတဲ့ကုမ္ပဏီပိုင်7ဘင်းရင်ဟာထိတဲ့အင်အားအနီးမှာတိမ်မောက်ခဲ့တာဖြစ်ပါတယ်။တိမ်မောက်မှုကြောင့်ရင်းပေါ်ပါလာသူများဟာထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့သိရပါတယ်။ တိမ်မောက်မှုဖြစ်ပွားပြီး၃နာရီနီးပါးကြာချိန်ည၈နာရီခွဲကျော်မှကရိန်းထဲမှာပြီးတည်ယူမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့မှာရင်းနှီးမှုဖြစ်စဉ်တွေဟာတနင်္ဂနွေလုံးတိုင်းနာနဲ့နှိုင်းရှင်မာကအများဆုံးဖြစ်ပွားတဲ့တိုင်းဒေသကြီးထဲမှာပါဝင်နေပါတယ်။ အခုနှစ်ဇန်နဝါရီလကနေဩဂုတ်လအထိရှစ်လတာကာလအတွင်းရန်ကုန်တိုင်းဒေသကြီးတွင်မှရင်တိုင်းမှုဖြစ်စဉ်1680ဖြစ်ပွားခဲ့ပါတယ်။သေဆုံးမှုကတော့တလကို35ဦးနဲ့အထက်ရှိနေပြီးဒဏ်ရာရရှိသူအရေအတွက်ဟာလစဉ်နေရာနီးပါးရှိတယ်လို့သိရပါတယ်။ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီးတွင်ရင်တိုင်းမှုဖြစ်စဉ်တွေရောကြဖို့အတွက်ဩဂုတ်လကစပြီးစီကမ်းမဲ့မောင်းနေတဲ့ရင်မောင်းတွေကိုလိုင်းစင်တစ်နှစ်ပိတ်သိမ်းသည့်အထိအရေးယူသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်ရှင်။